မင်္ဂလာပါရှင်ကိုစီတင်တစေမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမဧကရီမနှောမြေရဲ့ခေါင်းသုံးလုံးမိษาဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ညအမောင်အန်တုပြီးပေါ်ထွက်လာတဲ့ကလေးငိုတန်းမွေးပြီတော်ရီမွေးပြီယောက်ျားလေးဟာညခင်မွေးပြီတဲ့ငါအဖေဖြစ်ပြီကွအိတ်ခေါင်းအောင်ပြီမွေးခင်နဲ့မဝင်ရဘူးလေဩအေးငါမေ့သွားလို့ ။အောင်ဖေတရားကိုအိမ်ခန်းနဲ့ပြေးဝင်မလို့ပြင်းနေရနေ။တငယ်ချင်းတို့ရဲ့တားဆီးမှုကြောင့်အသာပြန်ထိုင်ချလိုက်တယ်။ဖြို့တော်မြ၊ကလေးရောမရောနေကောင်းတယ်မို့လား။ကောင်းမတော်ကောင်းမကလေးကချစ်စရာဖွေးဖွေးတုံတုံကြီး။လက်သေးတော်မြ၊ကလေးကိုအနီးနဲ့ထုံရင်ကလေးလက်ပြန်အမှတ်သားကြောင့်အမူအရာပြက်သွားတယ်။ဒီနောက်ကလေးကိုအမြန်ထုတ်ပြီးသူ့မိခင်ဘေးမှာတိတ်ပြီးတော့ငါပြန်တော့မယ်အောင်ဖေ။နေစနီးကိုဘသူစောက်မှလဲ။စောင့်ပေးသူအမြန်ထဲသွင်းတော့ဟုတ်ကဲ့တော်မြတ် ကျို့တို့မှာတခြားဆွေမျိုးလည်းတိတ်မရှိတော့ရွာရဲကဒေါ်မက်လာရဲ့သမီးငယ်လေးကိုမြခင်ဝေယဝစ္စလှုပ်ပြီးဘူးငှားထားတယ်အခုသူရောက်ပြီလားရောက်ပြီတော့မြအခုဝင်ခိုင်းရတော့မလားအေးအေးဝင်ခိုင်းလိုက်တော့ငါကိစ္စတခုရှိတာခုမှသတိရတယ်ပြန်တော့မယ်ဒေါ်မက်ကလည်းနေပါဦးတော့မနေတော့ဘူးမိခင်ရောကလေးပါကြမ်းပါတာပဲကဲကဲငါသွားပြီနေလဲဟိုကလေးမနဲ့မိနစ်တွေကိုပြစ်မထားနဲ့နေစနီးကိုစောင့်ရှောက်စိတ်ကြပါတော့မြတ် ကလေးမကိုကျွန်တော်ဇနီးရဲ့ညာရင်ညာတာဖော်ဖြစ်ပဲထားမှာပါ သူ့လုံကြုတ်ကုန်လုတ်ပေးမှာပါအေးအေးငါသွားပြီဒေါ်မြမြခင်ကိုမရေတရေလှဲ့ကြည့်တယ်ကလေးကငုံမကြည့်ဒီနာသူ့ရဲ့ခေါင်းပေါင်းအမြန်ကောက်ယူပြီးအိမ်ပေါ်ကဆင်းပြေးတော့တယ်လက်တဲ့ဒေါ်မြနောက်ကနေတာမန်မျက်စိနဲ့မမြင်ရတဲ့အရာတခုလိုက်ပါသွားတာဘသူမှမသိနိုင်ကြဘူးရှင်းကိုရွာရှင်းကိုရွာချောင်းကရွာကိုပတ်ပြီးစီးနေရကြောင့်ရှင်းကိုရွာလို့ခေါ်တာလားမသိကြရွာကန်လူအများစုက တငါသေးတွေအမဲလိုက်မုတ်ဆိုးတွေနဲ့လေသမားတွေဖြစ်ကြတယ်။ရင်ခွေချောင်းကချောင်းလို့ဆိုပေမဲ့ညက်လောင်နေနေကြီးပြီးငါးလုံးပေါ်တယ်။တငါလုံးလှုပ်ပြီးစားတောက်ကြရတယ်။ရင်ခွေရွာရဲ့အရှိတ်ဘက်မှာရင်ခွေချောင်းတီးရှိပြီးရွာနောက်ဖက်မှာတော့နေရဲတော်တီးရှိလို့မုတ်ဆိုးလုံးလှုပ်သူတွေလည်းချောင်းလဲကြတယ်။ရင်ခွေချောင်းနီးရလေရတွေလည်းညီကောင်းတာတွေဖြစ်လို့တာယာနေပြောဝဲရွာလေးတရွာဆိုရင်မမအောင်ခုတလောတော်များတယောက်နေရတာတမျိုးကြီးဖြစ်နေတယ် ဘဲသွားသွားစိတ်မလုံးသူနောက်ကတရားရောက်လိုက်နေတယ်လို့ခံစားရတယ်ဒီလိုဖြစ်တာမင်းညာရွာဆုံမှာနေထိုင်တဲ့လင်မယားနှစ်ယောက်ကိုကလေးသွားမွေးပေးရပဲခုတိုင်သူမျက်စိတွေပြင်းမြင်မိတာကလေးလက်ပြန်အမှတ်ကြီးနှစ်ခုပဲဒီအရာကိုမြင်ပြီးဘာကြောင့်မှမသိသူ့အလွန်ကြောက်နေမိတယ်ဖယားစာကိုတက်သည်မရှုပ်ပေမဲ့ကြောက်စိတ်ကဖြန့်ဝေရလို့ငါတော့မဖြစ်တော့ဘူးတောချောင်းဆရာတော်စီ သွားမှာပါကြံရမရတဲ့စုံရှင်းခွေရွာသားတွေကူးခွေတဲ့ တောကြောင်ပတ်ထွက်ခဲ့တော့တယ်။ကျောင်းဝရွာနောက်ဖက်တောထက်အစက်ကတန်ကုန်းလေးပေါ်တည်ရှိပြီးအဲ့ဒီတန်ကုန်းကိုရောက်ဖို့ရွာနဲ့တန်ကုန်းကြားလဲရာတွေနဲ့လူတရက်ခန့်ရှိတဲ့ကိုင်းကွင်းတွေကိုဖြတ်ရသေးတယ်။ဒေါ်မြဖျားစာကိုတက်သည်မရွှတ်ဖက်ရင်လေဦးဖြတ်နေတယ်။ဒီလိုလက်သေးရေးကြီးတုတ်ပြန်နေဘယ်သွားမလို့လဲ။တောကြောင်သွားမလို့ပါ။ခမရတူတွေရောမပါဘူးလား။မပါဘူး။သူတို့သားဖာတွေတောပြေထွက်သွားလို့။ဩတတိထောင်းကိုင်းကွင်းကမွေပေါ်တယ်။ အေးအေးငါသွားပြီလင်းရီဖောက်ကြနေတဲ့ဥအောင်ငွေကဒေါ်မြကိုမေးပြီးလုံလဆလှုပ်ပြန်လှုပ်နေတယ်ခဏကြာဂိုင်းဝင်းအဆက်ကဒေါ်မြကိုပြန်လှမ်းကြည့်မိတယ်စုံနာငါနာဖြတ်သွားတာဒေါ်မြတယောက်တည်းပါခုဘလို့ဖြစ်လို့နှစ်ယောက်ဖြစ်နေပါလဲတွေးရင်ဇဝေဇဝဖြစ်မိတယ်သူ့မြင်မှာဒေါ်မြရဲ့နောက်ကနေဂိုင်းဝင်းနဲ့လိုက်ဝင်သွားတဲ့အရေးတစ်ခုတွေးနေရတာကြောင့်ပဲငါမြင်မှားတာနေမှာပါနေရာလဲထိုးနေတော့သူ့အလုပ်သူပဲဆက်လုပ်နေတော့တယ် တော့ခူအောင်ပြီကလေးကအကျင့်ကောင်းလိုက်တာငိုလဲမငိုသေးဘူးပြီးတော့အပေါ်လေးလည်းမသွားသေးဘူးဟုတ်တယ်နော်မွေးတရလက်တွေထုတ်ပေးထားတဲ့အတိုင်းပဲဒီနေ့သူ့ရေချိုးပြီးမလားမချိုးပေးရသေးဘူးလို့ကြားဖို့တယ်ကလေးကိုရက်လင်မှမီးထွက်ရင်ရေချိုးရတာတဲ့အေးအေးမင်းသဘောကွာနေဦးငါမင်းစားဖို့တဖန်ရွက်လေးတွားခုအောင်မယ်တဖန်ရွက်ဒီကြီးမကျွေးနဲ့ဦးတော်သားကနှုတ်ပြမဆိုသေးဘူးကျုံကနှုတ်ချိုးတွေတင်းပြီးအနေခက်တယ်အေးပါနည်းနည်းပါမေဦးရေ ။ဦးလေးပြင်သွားရင်ကလင်းကိုရေးချက်အေးနေမကြခဏတိုက်ပေးဖို့မမေ့နဲ့နော်။မင်းမအိမ်ကယူဆိုင်။ဟုတ်ကဲ့ပါ။ပလိုင်းလေးလွယ်ပြီးထွက်သွားတဲ့ဥအောင်ဖေးနောက်ကျုံမင်းဦးကြည့်ပြီးမမြခင်ကိုကြည့်တော့အိပ်ပျော်နေပြီမို့ကလင်းကိုရေးချက်အေးတိုက်ဖို့ပွေးကြည့်တယ်။ချစ်စရာလေးလို့တွေးမိပြီးအသာဖွာဖွာနမ်းမိတယ်။ကလင်းငယ်ကအိမ်နေရနေမျက်လုံးဆက်ခနေပွင့်လာလို့လန့်ပြီးတော့ပြန်ချထားလိုက်တော့တယ်။ကလေးကခုမှမွေးတယ်။ငါ့ကိုကြည့်နေလိုက်တာ။သူမြင်ရတဲ့အတိုင်းပဲ။ ခတ်တိုးတိုးပြောရင်မမြခင်ရဲ့အဝိရှောစရာတွေကိုရှင်မြောင်းသားအဝိရှောတဲ့နေရာမှာထားဖို့အောက်ဆင်းခဲ့တယ်။ကလေးငယ်ကသူ့နောက်ကျောင်းကိုကြည့်ပြီးတစ်ချက်ပြောလိုက်တာသူမသိဘူး။တေရွာလုံးလက်သေးတော်မြတဲ့အိုးကြက်ကြက်ဖြစ်နေပြီမေ။မိနေတဲ့မမြခင်ဘာမှမသိဘူး။သူမကလေးမမွေးခင်နှစ်ရက်အလိုတည်းကပိုင်းနာနေခဲ့လို့ခုမှတိုးချနားနေတယ်။ကိုအောင်ဖေတော်မြကျောင်းတွေးနေရဇနီးတေခွန်လို့ငဲကြည့်ရင်ထူးလိုက်တယ်။ ော့သားကမွေးတာနှစ်ရက်ရှိပြီကျုပ်ကြည့်တယ်အမြဲပဲအိတ်နေတယ်နှုတ်တွေတင်းလာပြီမိမရေတခြားကလေးတွေလည်းမွေးပြီးသုံးလရက်မှနှုတ်မဆုပ်ဘူးတဲ့ဟာငါရွာထဲမေးပြီတခြားကလေးတွေလည်းခုလိုပဲရေကျဲအေးလေးတိုက်ရင်ပြားရည်လေးအနှဲငယ်နဲ့ရောတိုက်ရင်ဒီလိုပဲ၄-၅ရက်နေမှနှုတ်ဆုပ်တာတဲ့ဒါဆိုလည်းပြီးရပါပဲတော့ဒီညက်နေဟိဟိလျှော့ဆာမှဖြစ်မယ်မဟုတ်ရင်ညအိတ်မရပဲနေလိမ့်မယ်မင်းသဘောပါငါဝက်တွေသွားရှုံမယ်ညနေဆောင်မှာ မေဦးကအဝေးခောက်ရင် ကလေးကိုလှမ်းကြည့်မိတယ်။ဟင်ကလေးမျက်နှာပေပွားနေပါလား။တော်ရွာငယ်လေးမို့သူတို့ရွာကလေးမွေးသူတိုင်းမီးထန်ရတဲ့အလေးအထရှိလို့ကလေးမိခင်ကမီးပုံနာမှအိပ်ရတယ်။ကလေးကတော့သူနဲ့လက်တကမ်းမှတိတ်တယ်။ဖိမိမှစိုးတာကြောင့်ပဲအခုလဲမေဦးအမတ်တမဲ့ကြီးတော့ကလေးပါစက်မှာညိုညင့်ညင့်အရာတွေပေးနေရတွေ့ရလို့ဘာတွေလူထရလဲသူ့မိလေနှုတ်မတက်ရသေးပါဘူး။သူနားမလည်လို့ အဝိစာကိုရင်ွေးနှင်းငယ်စုပြီးတန့်စင်ပေးတယ်။လေဘင်းနားမှာလည်းပေးနေပါလား။ပေးပွားနေတာပစက်ကနေလေဘင်းအထိမြင်ရလို့အနှီးကိုဖြီးပြီးအဝိနဲ့တုပ်ပေးတယ်။ဒီနောက်တစ်ချိန်မှအနှီးမလဲရသေးတဲ့တလက်စာရဲ့လဲမယ်ရင်ရွယ်ပြီးအနှီးအစ်စ်ကိုဖျက်ခင်းပြီးကလင်းကိုပွေ့ကြည့်တယ်။ဒီလိုချိန်လိုက်တဲ့အချိန်ကလင်းရဲ့လက်ပြင်ပခုံးမှာအမတ်သားလုံလုံစိတ်မင်လုံလုံအရှာနှစ်ခုကိုတွေ့ရတယ်။ကလင်းကထူးဆန်းလိုက်တာအမတ်ကြီးနာမသိဘူး။နှစ်ခုလောက်မှပဲ။သူမလက်နဲ့ အမတ်ကိုထိမဲ့ပြင်တဲ့အချိန်ဟင်ကလေးငယ်ရဲ့လက်တစ်ဖက်ကသူမလက်ကို ပုတ်ထုတ်လိုက်တော့သူမလန့်သွားတယ်။မမြခင်မမမြခင်ထပါဦး။မင်းဟုတ်ဘာလို့လဲ။ဟုတ်ကလေးကလေးဒီတော့မှမြခင်ကလေးကိုထကြည့်တယ်။အော်အနီးမထုတ်တတ်လို့လား။ပေးပေးမမခင်လှုပ်လိုက်မယ်။မင်းဟုတ်ကကလေးကိုအနီးရနေမှပြီးမမြခင်လက်ထဲထည့်ပေးတယ်။အခုတော့ကလေးကလက်ကိုဆုပ်ပြီးမှိန်နေတယ်။မင်းဟုတ်ကြောက်လန့်နေမိတယ်။သူ့လက်ကိုပုတ်ထုတ်တဲ့အားကိုသူသိတယ်။ ဘာမှန်းသေးချာမသိကြောက်တာပဲသိတယ်။ညာတိတ်ဆိတ်နေတယ်။အသက်16နှစ်ရွယ်ပြိုပြန်းလေးမေဥနှစ်ချိုက်စွာအိပ်ပျော်နေရာကနေသူ့ခန္ဓာကိုယ်အောက်ပိုင်းကိုဖောက်ဖွာလေးပုတ်တက်နေတဲ့အထီးတွေ့ကြောင့်လန်နိုးလာမိတယ်။ဟင်းဘိုင်းလေဖဲအသင်းလေချောင်းဝါထွက်မလား။သူမဘဝကနေလေးလံနဲ့အရှာကြီးပြိကျလာတယ်။ကဲကြပါဦး။အသင်ကုံအော်ပေမဲ့အသင်ထွက်မလာလို့ဘေးကိုအားကိုးစရာရှာတော့မိဖို့နေပေမှအိမ်မောကြနေတယ်။ မမြခင်ကိုပဲတွေ့ရလို့အန်ကျိတ်ပြီးရုံးမိတယ်။ရုံးလို့မရ။ကျန်တော့သူမစိတ်တွေမောဟိုက်လဲပြိုလာတယ်။စိတ်တွေကတိနိုင်မတိနိုင်နဲ့အရှာရာမှောင်မိုက်နေပြီ။သူမကိုအပြင်ကတခြားတရားရောက်တာမြင်မယ်ဆိုရင် သူမတွန့်လင်းနေတဲ့ပုံစံပဲမြင်ကြရပေလိမ့်မယ်။ဘာကွာရွာဦးကမုတ်ဆိုးကြီးစောလာတိတ်သွားတာ။လက်တဲတော်များတိတာနဲ့တပုံစံနဲ့ဟုတ်လားပါဘူး။ဟုတ်တယ်ကိုအောင်ပေ။မင်းညာမှောင်စာပြိုးနေချိန်မှာ မနေ့စိုးစိုးအမဲပြေထွက်သွားတဲ့ဆိုလာပြန်ရောက်လာတဲ့အကောင်တိုင်းတော့မဟုတ်ဘူးတေနောက်တန်ရာရီနေတဲ့သူတန်ရာရတာကျစ်တဲ့တကောင်ကောင်ဒါမှမဟုတ်တကြားတော့ကောင်ကြောင့်လာမှမသိတာဒုံမြလူဘာကြောင့်လို့ပြောတာလဲအေးဗျဒုံမြတော့ဆက်ကအကိုင်းခွင်မှာဗိုက်ပွင့်ပြီးတော့တေးနေတာပြီးတော့ဒုံမြလူပဲစွန်လိုက်ရဲ့လေပင်းမှလည်းကြက်ရာကြီးရှိနေတာအောင်ဖေတယောက်ရွာထဲဟင်းစားရှာဖို့လာတငယ်ချင်းဖြစ်သူဘာဘူးစကားကြောင့်ခေါင်းတွေတောင်ကြီးသွားတယ်လာကွာဘာဘူး စိုးလိုက်သွားမယ်စိုးလောက်ရိုးရိုးတေးတာမဟုတ်ပဲအစိမ့်သေးဆိုတော့မင်းညပဲညာရင်းချင်းမြေချလိုက်တာဘာပဲဖြစ်ဖြစ်ကွာ तू ကအသက်မသေးပဲပြန်ရောက်လာတာဆိုတော့တခုခုများပြောခဲ့မလားဆိုတာသိအောင်ခဏသွားကြည့်အောင်အေးကွာငါလိုက်ပို့မယ်ဘာဘူးကတေဆုံးသူစိုးလာနဲ့အတန်ရှင်းနေရကြောင်းလိုက်ပို့ခိုင်းခြင်းဖြစ်တယ်တေဆုံးသူစိုးလာတို့အိမ်မှာလူ၁၀ယောက်ကျော်များရှိနေပြီး၅ယောက်ကဖဲရိုက်နေတယ်ကြံမိမ၃ယောက်ချက်ပြုတ်နေပြီးလူကြီး၅ယောက်အင်းရှိဖျားကမ်းမှာ စကားဝိုင်းဖွဲ့ပြောနေတယ်။ဦးလေးသားမတွေ့ရကြပြီနော်။အိမ်သားတွေရောမာရဲ့လား။စွန်လာရဲ့ဖခင်ကဘာသာတရားအလွန်ကိုင်းဆိုင်ပြီးတရားသဘောကိုသိနေတဲ့လူကြီးပဲ။အော်အောင်ဖေတို့ပါလား။လာလာထိုင်ကြ။ဘာဘူးနဲ့အောင်ဖေဝိုင်းဖွဲ့နေတဲ့လူကြီးတွေကြာဝင်းထိုင်နေ။အားတော်နာရင်ဥက္ကန့်ရှိရင်မနေ့ကစွန်လာဘလူဘေပုံဖြစ်လာတယ်ဆိုတာ။ဟောဒီအောင်ဖေကသိကျင်လို့တဲ့။စွန်လာဖခင်ဥက္ကန့်ရှိရစိနေတူမိညင်းအာနာစရာမလိုပါဘူးကွာ။ သိချင်းပြောပြရမှာပါ။တားမနေမနေ့ကစောထားပြီးဒီနေ့သုံးပန်လာတော့ဟုတ်ပဲအမေပြေထွက်မယ်လို့ငါ့ကိုနှုတ်ပြောတယ်။သုံးပန်လာတော့ဟုတ်လား။အေးမာယာများတဲ့တော့ဆိုတာမင်းတို့လည်းမဟုတ်ဆိုးတွေပဲသိကြမှာပေါ့။သိပါရဲ့။လူငယ်တဲ့တလကျော်ကကျုပ်အဲ့ဒီဘက်အမေပြေထွက်သေးတယ်။တော့မောက်တန်နဲ့ကြုံခဲ့ပြီးတားကောင်လည်းမရလို့ထပ်မသွားတော့တာ။သုံးပန်လာတော့ကနေရဲတော့ရဲ့တော့နေရနေရဖြစ်ပြီးတော်ယုံလူမသွားဝင်ဘူး။ငါသားစောလာတတိကောင်းသလား ခေါင်းအလုံးပါလို့ငါတားနေရဂယုမဆိုင်ပဲသုံးပတ်လာတော့အမေပြေထွက်သွားခဲ့တယ်ညနေဆောင်လဲသူပြန်မလာဘူးမူးမောင်စကြတော့ငါလဲနေမရတာနဲ့တော်ဆက်တီနူသုံးလျောက်ခေါ်ပြီးလိုက်သွားတော့ဒံယဘလက်ဘွားနဲ့တေအံမူးမူးဖြစ်နေငါသားကိုတွေ့လို့အိမ်ပြန်တင်လာကြတယ်အရောက်တော့ဆေးစရာခေါ်သေးတယ်အသက်မမီတော့ငါလဲပုံမှာပဲအသက်ထွက်သွားတာပဲသူမသိခင်ဘာမှပြောမသွားဘူးလားဥက္ကန့်ရှိသူငါနာကက်ပြီး ောက်ဆုံးစကားတစ်ခုတော့ပြောသွားတယ်။ငါလည်းနားမလည်ဘူး။ "तू ဘာပြောခဲ့ရလဲဦးလေး။ तू နောက်ဆုံးပြောတဲ့စကားခေါင်းသုံးလုံးမိတ်ဆာကြီးတဲ့။အဲ့ဒီတစ်ခုနဲ့ပဲ။ခုနူပြောပြတာကျေးဇူးပါဦးလေး။ကျုပ်ကအိမ်မှာမွေးဖွားထားတဲ့ရက်ပိုင်းပဲရှိသေးတယ်။ဇနီးတွေရှိသေးလို့ပြန်ခွင့်ပြုပါဦး။အေးအေးမိမိမောင်ဒီအကြောင်းနဲ့မသိစေနဲ့။ဟုတ်ကဲ့ပါ။ gain ကျုပ်သွားပြီပြု။အောင်ဖေအိမ်ကိုပြေးတယ်။သူ့စိတ်တွေပြေးနေတဲ့ခန္ဓာကိုယ်နဲ့ပြိုင်မရှက်မနာပဲ။သုံးမလားတော့ဦးနဲ့ ေါင်းသုံးလုံးမိတ်ဆာဆက်ဆက်မှုရှိရမယ်တေးကြတယ်ဖင်ရဖျားငါထင်တာမဖြစ်ပါစေနဲ့ရွာစုံမှာရှိရင်သူ့အိမ်ဘက်ပြေးရင်စိတ်ကလွန်ခဲ့တဲ့တနကြောကသူတော့ပြစ်ထွက်တဲ့အချိန်ကြုံတွေ့တာကိုပြန်အမှတ်ရမိတယ်သုံးမလားတောဆက်ကိုသူစတင်ခြေချမိတာနဲ့ကြည်ရောက်တံတွေ ကြားရတော့ဝမ်းသာသွားတယ်အမဲစောစောရှိုင်းစောစောပြန်ရမယ်မို့လားအိမ်မှာကိုဝင်အရင်မှနေဇနီးတွေကမြို့နေမှာတွေးစာကိုဖြတ်ပြီးညို့နေတဲ့တောဟုတ်တဲ့အသာတိုးဝင်ခဲ့တယ် လက်ထဲမှာဒူးလေးစင်တင်ပြင်ထားတယ်။သိမတိုးလဲရအောင်အရွက်နှုတွေစားနေတဲ့ကြီးအုပ်ကိုတွင်းလို့သူလိုချင်တဲ့ကောင်ကိုရွှေ့ပြီးမြေပြင်ပေါ်ဒူးတစ်ဖက်ထောက်ထိုင်ချပြီးသေချာချိန်ရွယ်ပြီးပြင့်လိုက်တော့တယ်။ကြီးငယ်ခွေးခေါက်လဲကြရင်အော်ဟစ်တော့ကျန်တဲ့ကောင်တွေပြေးတော့တယ်။အောင်ပင်လဲကြနေတဲ့သားကောင်ဖမ်းယူဖို့ပြေးလာတဲ့ချိန်သူပင်တပင်ကဒဏ်ရာရနေတဲ့သားကောင်ပေါ်လဲကြလာရဲ့လို့သူထင်လိုက်မိတယ်။သူထင်တယ်လို့မဟုတ်ခဲ့။ရှေခင်းနဲ့ဝဲခင်းနဲ့ကြလာတဲ့အရှာကြီးကသူ့သားကောင်ဆွဲပြေးပြီ မုတ်ဆိုးရင့်မှမို့ဒါမျိုးတော့သူ့အဖြစ်မခံဒါမုတ်ဆိုးစီးကိုချိုးဖောက်တာတားကောင်လူတဲ့အရေးကြီးနောက်သူပြေးလိုက်တော့တယ်တားကောင်စီကသွေးဆက်တွေလမ်းပြနေရကြောင်းမျက်ခြေမပြတ်ခဲ့ဘူးသိမကြခင်မှာပဲသုံးပန်လာတော်ရဲ့တနေ့မှာတားကောင်ကိုချပြီးငုံကြည့်နေတဲ့အကောင်ကြီးကိုသူ့ကြောပေးရဲ့အနေထားနဲ့တွေ့ပြီးမို့ခါချမှာလိတ်ထားတဲ့အနီရောင်ကျိုးစာကိုညားတဲ့အမိမှချီနှောင်လိုက်တယ်ဒီကျိုးစာလေးကဘယ်ပြောကအပြည့်အမောက်မစိုးပျက်စီးစေတဲ့အဆောင်လက်ဖွဲ့ပဲ။ သူကြာနာထိုင်ပြီးခလန်းလန်းကိုင်းညွနေတဲ့ကြောပြောင်ပြောင်ကိုပြစ်လိုက်တော့တယ်။အောင်ကနေအော်တန်လို့ထင်ရတဲ့အတန်ကြီးညီဟင်းနာပြီးနောက်မှာကြောပေးနေတဲ့အရှာကြီးသူ့ပဲလှည့်ကြည့်ပြီးသူစိမ့်စိမ့်ကြည့်ပြီးဒိန်းအီပြိုလဲသွားတယ်။သူ့ပဲလှည့်လာတဲ့ဘလူးမျက်နှာကြီးကြောင့်သွေးပြက်သွားရလို့အဲ့ဒီနေရာမှာသူမေ့နေသွားတယ်။အဲ့ဒီနေနေဝက်ကြောလောက်မှ သူပြန်တရိရတယ်။တရိရတော့သူပြစ်ခဲ့တဲ့သားကောင်လည်းမရှိတော့တယ်လို့တရေတစ်ဖက်ထင်ရတဲ့အရှာကြီးနဲ့မတွေ့တော့ဘူး။ သွေးစာတော့မကြံလို့သူ့တွန်းလေစာတွေတတ်မှတ်ပြီးပြန်ခဲ့တော့တယ်။ဒီတော့ကငါ့ကိုတွန်းလေစာခဲ့ရလား။သူ့အိမ်ကိုရောက်တော့အင်းရဲ့အောက်ဆုံးလှေကားတင်မှာထိုင်နေတဲ့မေဥကိုတွေ့ရတယ်။မေဥ၊နေမအိတ်နေလား။ဟုတ်ကဲ့။ကျမပြောစရာရှိလို့ဥအောင်ဖေပြန်လာအောင်စောင့်နေတာ။ဘာပြောမလို့လဲပြောလေ။မေဥအိမ်ပေါ်ခိုးကြည့်ပြီးအတန်တူးလို့နေ။မေဥအိမ်ပြန်ကျင်တယ်။ဒီမှာစောင့်အိမ်မပေးနိုင်တော့။ဟင်?နေကိုနေမှာဘာပြောလို့လဲ။စူလို့လား။ မဟုတ်ဘူးမေဦးဒီမှာနေရတာတမျိုးကြီးပဲအောင်ဖေမေဦးကိုသေချာကြည့်တယ်မေဦးမျက်ကွင်းတွေချောင်းနေပြီနှခမ်းကလည်းဖြူယော့နေတယ်အင်းလေနေအိမ်မဆောင်ရင်လည်းငါပဲဆောင်ရမှာပေါ့နောက်နေ့မှနေမေဦးအိမ်လွတ်လိုက်နော်ဟုတ်ကဲ့ပါအခုမေဦးပြန်လို့ရပြီဆိုပြန်တော့မယ်အေးအေးအင်းကိုတန်းပြန်တော့ဟုတ်ကဲ့မေဦးအိမ်ရောက်မှအင့်ပြင်ထားရတူတဲ့သူ့ရဲ့ပစ္စည်းတွေယူပြီးအပြေးတစ်ပိုင်းထွက်သွားတော့တယ်အောင်ဖေအိမ်မော်တာတက်လာတယ်သူဇနီးကထိုင်ပြီး ကလေးငယ်ကိုငုံကြည့်နေရတွေ့ရလို့ကလေးကအိတ်နေရလားမိမဟုတ်တယ်တော့အရန်အိတ်တယ်သားလေးကဒါနဲ့မဲဥရောမဲဥကသူ့မိနေမကောင်းလို့အိမ်ကနေပြန်သွားတယ်နင်းကငါညှဆောက်အိတ်မယ်မပူနဲ့သူ့သားကိုတကြက်ကြည့်တယ်သုံးရက်သားသားရှိသေးတဲ့ကလေးငယ်ကအပြစ်ကင်းစွာအိတ်ပြောနေတယ်ငါစိတ်ထင်တာနေမှာပါသားကအပြစ်ကင်းတယ်မဲဥတယောက်ခန္ဓာကိုယ်လွတ်လွတ်လာတယ်အကောင်အထည်မမြင်ရတဲ့အရှာကြီးကမဲဥခါဝဲကိုဖြီးနေတော့ မဲဦးအိမ်ရပေါ်မှာအဝိမဲ့နေပြီ။သူမအတင်ရအေးလိုက်ပူလိုက်နဲ့ခန်းစားရပြီးလူကနာကျင်ချင်းတာယာချင်းတို့နဲ့အတူမျောလွင့်ပြီးအချိန်တစ်ခုကုံဆုံးသွားပြီးတဲ့နောက်တကောင်လူမြောက်တဲ့ချိန်အိပ်ပျော်နေတဲ့မဲဦးသူမမျက်နှာကိုလေတိုးတဲ့ခန်းစားရလို့မျက်လုံးဖွင့်ကြည့်တော့အမလေးပလက်အိမ်နေရာထထိုင်မိတယ်။သူမမျက်နှာနဲ့တရောင်ခန့်အကွာမှာဖွေးစုနေတဲ့မျက်နှာတစ်ခုမဲဦးချောက်ကက်ကက်အတန်နဲ့မိတယ်။နင်ဘသူလဲ။ ပြန်နှမ်းနေတဲ့မျက်နှာရံဇီနာဟန်တူတယ်။အဆွေရအဖွေးသားမေဦးထိတ်နှံ့သွားတယ်။ဒီအရာကြီးကသူ့မျက်နှာနဲ့ဤတထက်တိုးကန်လာပြီးတုံရင်အကွဲတဲ့အတန်ကြီးနဲ့နေရငါရဲ့ဒီညစာပဲ။ကြီးမားတဲ့ပစက်ကိုဟပြီးမျက်နှာနာကက်အော်တာကြောင့်မေဦးသွေးပြက်ပြီးထပြေးမယ်ပြင်တော့ခန်းအောက်မှာအဝိမ့်မဲ့နေပြီးအလွန်နာကျင်တဲ့ခန်းစားချက်တည်းရဲ့ကြောင့်ရှင်းရင်သွားတဲ့ချိန်မြင်နေရတဲ့အကောင်ကြီးကသူ့မလေပင်ကိုထားကြိုက်တော့တယ်။ မေဦးအတန်တော့မထွက်နိုင်တော့ဘူး။အောင်ဖေအောင်ဖေလာပြီလာပြီ။အောင်ဖေမနဲ့စိုးကြီးအော်ခေါ်တန်းကြောင့်အိမ်မုံစုံဝမ်းနဲ့ထကြည့်တော့လူလေးငါးယောက်လက်ရက်ခေါ်လို့အောက်ကိုစင်းခဲ့တယ်။ဘာကိစ္စတော့မြတ်စိုးကြီးဘာဘူးသူ့နားကိုတိုးကန်လာပြီ။ဟဲ့ကအောင်ဖေငါတို့နဲ့ခဏလိုက်ခဲ့ဦး။အောင်ဖေအိမ်ဘက်ကိုလှည့်ကြည့်တယ်။ကြာမလာဘာဘူးဘာရေးကြီးကိစ္စမှုလဲ။ဘာဘူးကဘေးဘီကိုတစ်ချက်ဝေ့ကြည့်ရင်ညာမေဦးလေးအသက်ခံလိုက်ရတယ်။တေပုံတေနီးရ ဒေါ်မင်းမြနဲ့စွန်လာတို့နဲ့တပုံစံနေပဲကြံနာတော့ကွာငါပြောမထွက်တော့လူကြီးတွေစောင့်နေမင်းသာလိုက်ကြည့်အောင်ပေတုံလုတ်သွားတယ်အေးအေးရှင်းရသွားကြလူအလုံးအမြန်ထွက်သွားကြတယ်မင်းဥကညာသေးတဲ့အတိုင်းပဲထားထားတယ်ခါဟုတော့အဝိစာနဲ့ဖုံးထားတယ်အနေထားမတရားကျင့်ခံရပြီးတက်ခံရပုံပဲမင်းဘလို့ထင်လဲအောင်ပေကလေးမမင်းအိမ်ကနေမနေ့ကမှပြန်လာလို့လေကျုံလည်းမတွေးတဲ့ဘူးဗျသူ့မင်းနေတဲ့စောင့်တာခုနှစ်ရက်ခေါ်တာမို့လား ဘာလို့အိမ်ကိုသုံးရက်လောက်မှပြန်လာလဲ။သူမင်းကိုဘာကြီးပြောပြီးပြန်လာလဲ။မေဦးဖခင်ကအောင်ဖေကိုကြည်ရင်မေးတယ်။သူပြောတာက "तू ကကြောက်ရင်မှနေရတာမပြောလို့"တဲ့။ပြန်ကျင်တယ်လို့ပြောလို့ပြန်ခိုင်းခဲ့တာ။အလောင်းကိုစစ်ကြည့်နေတဲ့တကြီးကဒါမျိုးကြုတ်တတမကြုံဘူး။မတရားပြုကျင်နေ။ကိုယ့်ကိုသွေးဆုပ်တယ်။ဘိုက်ဖောက်ခံထားရတယ်။ဒါကအဆွေရပဲဗျ။အောင်ဖေကလေကုတ်ကတန်ရာကိုကြည့်ပြီးပြောတော့လူအများဝိုင်းအောင်လာတယ်။ဒါလူလဲမဟုတ်တော့ဘူး။ မကောင်းဆိုဟွာရွာကိုဝင်းနေပြီးထင်တယ်။ခမရတို့စဉ်းစားကြည့်။ပထမလက်သေးတော်မြတ်ခုလိုတိုင်းပဲသိတယ်။ဒုတိယမုတ်ဆိုးစွန်လာသိတယ်။တတိယခုမဲဥအားလုံးတပုံစံနဲ့သိတယ်။အထူးကပြဿနာအောင်ဖေဘာမှမတုံ့ပြန်နိုင်ခေါင်းတွေထုပ်ပူနေတယ်။ဟဲ့ကောင်အောင်ဖေမင်းတို့ရကလေးမွေးထား၃လရက်ရှိပြီ။ကလေးငိုတယ်မကြဘူး။မင်းကလေးကထူးဆန်းတယ်လို့မထင်ဘူးလား။ तू ဘာမှမပြော။ဟုတ်တယ်အောင်ဖေအခု၃ရက်အတွင်းလူ၃ယောက်စားခံနေရပြီ မင်းမရွာသားတွေမသိအောင်ဖုံးကွယ်ထားတာရှင်အခုပြောပါမဟုတ်ရင်မင်းမိမ့်မပါစိုးရင်ရတယ်ဒီရောမှအောင်ဖေတတိဝင်လာတယ်ဟင်ရခင်သူပြောပြီးတော့မဲဦးဖေနီကပြေးထွက်တော့တယ်သူနောက်မှာကာလာသားတတိုက်ပြေးနိုင်လာကြတယ်မဲဦးအိမ်မှာသူမိဘတွေရဲ့ရွာသားချို့ရဲ့ပဲကြံခဲ့တော့တယ်အမောတို့ကပြေးလာတဲ့အောင်ဖေနဲ့ရွာသားတွေအောင်ဖေအိမ်ရှေ့ရောက်တာနဲ့ပြေးလင်ရဲ့ခြေနှန်းတွေရှက်ပြီးနားမလဲခြင်းကြောက်လန့်ခြင်းတွေနဲ့အတူအင်းရဲ့ပေါ်ဆုံးလေကောင်မော့ကြည့်တယ် ိမ်ပေါ်လေကားမှာမမကြီးရှက်နေတဲ့အရာတခုရှိတယ်။သူ့ရဲ့ညလက်ထဲမှာအောင်ဖေးရဲ့ဇနီးမြခင်မေမျောနေရလားသိဆုံးနေပြီလားမသိရ။ဟာမြခင်အောင်ဖေးတတိနဲ့လို့လေကားပေါ်ပြေးတက်မဲ့ပြင်တာကြောင့်ကျန်တဲ့ရွာသားတွေဆွဲထားကြတယ်။အောင်ဖေးစိတ်ထိန်အပေါ်ဟာဘာကြီးလဲမသိဘူး။မင်းတို့အားလုံးသိလိုက်မယ်။သိချင်းတင်လာကြစမ်း။အားလုံးစပြစ်မယ်။တိုးတဲ့နေတော့ကတားရဲတွေးစံနေလေချောင်းသွေးပဲတောက်ရတာ။ခုတော့ လူသွေးတောက်ရတာပိုကြိုက်သွားပြီမင်းတို့အားလုံးပြင်းရင်တော့မလွတ်တော့ဘူးဟင်ဇွာသားတွေအံဩထိတ်နေသွားကြတယ်လေကားထိတ်ကမိဆာရေးတန်အမျိုးမျိုးပြောင်းသွားတာကြောင့်ပဲပထမဆုံးပြောတဲ့တန်အတန်ကြီးဟိနေရဲ့အသက်ကြီးတန်ဒုတိယတန်တမပြက်သားရဲ့လူရွယ်တယောက်တန်ဖြစ်ပြီးနောက်ဆုံးတန်မင်းမပြူအတန်ဖြစ်နေတယ်ဘလို့မိဆာရေးလည်းမသိဘူးကြောက်စရာကြီးပြေးမေအားလုံးရက်ကြစမ်းပြေးရင်ပူဆိုးကုန်မယ်အလဲလဲကွယ်ကွယ်ပြေးတော့မယ်လူအုပ်ကြီးကို တားမြစ်တန်ပေါ်လာလို့အာကိုရကြီးကြည့်တော့စွန်းလေပိုင်းကဆေးဆရာကြီးဥသက်ကကိုတွေ့ရလို့ဆေးဆရာကြီးနာပြေးကြတယ်ဆေးဆရာကြီးကျုပ်စနီးကိုခဲပါအောင်ตาလီလည်းသေးပြီနားမသိဘူးအခုလှေကားထိတ်ကမိတ်စာမင်းตาပဲအောင်ဖေးပြားဆေးဆရာကြီးဘလို့ပြောလိုက်တယ်ဟုတ်တယ်အောင်ဖေးမင်းတို့ဘလို့တွေကြုံလာလဲတော့ငါမသိပြီမေငါအာယုံမှာခန်းစားနေရတာအဲ့ဒါသုံးပံလားတောအောင်မှာကြီးစိုးနေတဲ့ခေါင်းသုံးလုံးမိတ်စာပဲမင်းတို့ရဲ့ตาပဲပြား ကျုပ်သားဟာညခင်ကိုကဲပါအောင်ဆရာကြီးကျုပ်ရှိခိုးပါတယ်ငါအစွမ်းကုန်တော့ကဲမယ်အားလုံးဒီစီးတဲ့ကနေမထွက်နဲ့ဥသက်ကလူအုပ်ကိုစီးတားလိုက်တယ်လေကားထိတ်ကမိတ်ဆိုင်ရရရင်ကြည့်နေတယ်ခန္ဓာကိုယ်ကတမယောက်ချားနှစ်ခုစာရှိပြီးသပင်ကကျောလေထိရှိနေပြီးမျက်နှာရကြောက်เสียကောင်းတယ်လက်တစ်ဖက်မှာညခင်ကိုခုတ်ကနေမကင်ထားတယ်စီးတားပြီးတဲ့ဥသက်ကဟေးအိမ်ဘဝကောင်းသုံးလုံးမိတ်ဆာနားခံစီ ငါဆေးတော်အစဉ်ခုနှစ်ဆင့်ရှိတဲ့ဆေးတော်ပိုင်မယ်ခုငါရှိဒူးတုတ်ဆန်းမိစ္ဆာကြီးရဲ့အယုတ်ဆိုးစွာအတန်မျိုးစုံနဲ့ရီမောလိုက်ပြီးတဲ့နောက်လက်ထဲကမြခင်ကိုညာလက်နဲ့ကုတ်ချိုးလိုက်တော့တယ်ဟာမြခင်ကိုမိစ္ဆာကြီးကုတ်ချိုးလိုက်ပြီဟဲ့အလန့်နဲ့ကျန်းအော်တန်မပြီးသေးခင်မှာဘဲလက်ကလက်သေးရှိနေဝမ်းပိုင်နေရထိုးနိုင်လိုက်တော့ဥရီခွေလိုက်ပါလာပြီးတဲ့နောက်ပစက်သေးထိုးထဲတော့တယ်ဟာမြခင်ကိုတက်ပြီးဥရီနှိုက်စားတယ်ဟဲ့ပြေးကြရေးပြေးကြ လူအများအဝေးကိုပြေးကြတော့အောင်ဖေမိစ္ဆာကြီးစီပြေးဝင်သွားတယ်။ရှယ်ရင်နဲ့မြစ်တာပဲ။အနားရောက်လာတဲ့အောင်ဖေကိုလက်ထင်းကမြခင်ရဲ့အလောင်းကိုပြစ်ချပြီးလင့်ဟာသွားတဲ့ညာဘက်နဲ့လေပင်းကိုညှစ်တော်တယ်။လေထဲမှာအောင်ဖေမျက်ဖြူစိုက်နေတဲ့ချိန်ခေါင်းသုံးလုံးမိစ္ဆာကြီးကအောင်ဖေကိုဆွဲမြောက်ပြီးလေကားထိတ်ကနေဝဲပြန်လိုက်တယ်။ဒီနာဥသက်ကရှင်ဝါကိုလေထဲကနေစောင့်ကြံလိုက်တော့ပလက်လန်လဲကြတယ်။ခြေတစ်ဖက်နဲ့ဥသက်ကကိုနင်းထားပြီးလေထဲကအောင်ဖေရဲ့ဝမ်ပိုက်ကိုဖောက်ဖို့လက်ရွယ်လိုက်တယ်။ ်ဆရာသခင်ဖာဖုံးခဲ့တော်မူပါတပည့်တော်ဒီမိစ္ဆာမနိုင်တော့ပါဘူးဖေ။ဦးသက်ကစိတ်ကညှို့ပြီးဆူတောင်းလိုက်တော့ခေါင်းသုံးလုံးမိစ္ဆာအနီကိုလူနှစ်ယောက်ပေါ်လာတယ်။တယောက်ကဖုံးကြီးတစ်ပါးဖြစ်ပြီးကျန်တဲ့တယောက်ကအဝါရောင်တောက်တော့ဝစ်စင်ထားတဲ့လူငယ်တယောက်ဖြစ်တယ်။ဖုံးကြီးကလက်ထင်းအတောင်ဝင်းနဲ့ရွှေရင်ရှင်းလိုက်တော့မိစ္ဆာဆိုပါဇက်ကပြောလိုက်တော့လက်ထင်းအောင်ဖေကိုလှုပ်ချပြီးသူတို့ကိုရိုက်ချလို့အဝါရောင်လူရွယ်လက်သီးနဲ့ထိုးခံလိုက်တယ်။နတ်ဆက်ရောင်ရဲ့ မိဆာရမ်းပေအစွမ်းလေးမြည်ကြည့်နိုင်စမ်းသူ့လက်သေးကနေအဝါရောင်လင်းနေထွက်လာပြီးလက်သေးကအရေးများစွာခွဲထွက်ပြီးတော့မိဆာကြီးရဲ့ငဲထိတ်လေမြူနဲ့လက်ပြင်နှစ်ဖက်ကနေဘလူးရှုံနဲ့တူတဲ့အမှတ်သားတွေထိမိတော့အော်တန်တီးတီးထွက်ပေါ်ပြီးမြေပေါ်ဒူးညွတ်ကျသွားတယ်ဒီတော့မှလူတွေဝိုင်းလာကြပြန်တယ်အောက်ခင်ကညခင်အလောင်းစီသွားပြီးငိုကြွေးနေတော့တယ်ဖုန်ကြီးကတားရဲ့တရိတ်ဆောင်တာမကပဲလူရဲ့ရွာထိလိုက်ဒုက္ခပေးတဲ့မိဆာပါလား အရှင်ဗျာဘယ်ရလဲဗျာပြီးတော့ဒီမိတ်ဆိုင်ရဘာလို့ဒီဘာကိုရောက်လာတာလဲဗျာဘာဘုံကနှက်ဆက်ရောင်လှမ်းကြည့်တယ်လူလေးနှက်ဆက်ရောင်ကပဲရှင်းပြပြီဒီမိတ်ဆိုင်ကိုထိမ့်သိမ့်ခဲ့လိုက်တော့ဘာဘုံကြွနှင်းတော့မယ်စိတ်ချပါဘာဘုံဘုံကြီးကဒီနေရာနေပြောက်ွယ်သွားတော့တယ်နှက်ဆက်ရောင်ကသူ့ကြောင်အန်းကြည့်နေရဲ့လူအုပ်ကြီးပဲလှည့်ပြီးဒီမိတ်ဆာသုံးပန်လာတော့ကခေါင်းသုံးလုံးမိတ်ဆာပဲသူ့မှာခေါင်းသုံးလုံးမရှိဘူးစိတ်သုံးခုပိုင်ဆိုင်ထားတဲ့ အလွန်ကြောက်စရာကောင်းတဲ့မိစ္ဆာပထမသူ့စိတ်ကလေချောင်းသွေးတောင်မိစ္ဆာဖြစ်ပြီးဒုတိယစိတ်ကကာမမိစ္ဆာဖြစ်တယ်တတိယစိတ်ကမိစ္ဆာမတယောက်ရဲ့စိတ်ပဲဥဖောက်မိစ္ဆာလို့ခေါ်ရမလို့ပဲဘယ်တရားမျိုးမဆိုဥဝပဲဖောက်စာရည်ဒါဆိုမေဥကာမဘလူးကကာမပြုတ်ကျင်ပြီကျန်တဲ့ဘလူးနှကောင်ကတက်စားတာပေါ့ဖះဖះကြက်ဖို့ကောင်းလိုက်တာလူအုပ်ကြီးကဒီလိုပြောပြီးနောက်ဆုတ်သွားကြလို့ပြုံးလိုက်တယ်ခုသူ့ကိုခေါ်သွားတော့မယ် ရွှေနဲ့တောင်မှစောင်းနေလက်ရှိဘလူကတက်တန်းစီတော်မှာမို့ဒီဆိုးသွမ်းနဲ့ခေါင်းသုံးလုံးမိတ်ဆောင်စောင်းခိုင်းမှုပဲ။နောင်သူအခုလိုဒုက္ခပေးနိုင်မှာမဟုတ်တော့လို့စိတ်အေးချမ်းသာစွာနေခဲ့ကြပြီတော့။နောင်သူတစ်ပါးအသက်သက်ချင်းကိုတက်နိုင်ဆုံးရှောင်ကျင်ကြပါတော့။ပြောပြတာနဲ့ခေါင်းငယ်ဆိုင်ကြနေတဲ့မိတ်ဆိုင်ရနှက်ဆက်ရောင်နဲ့အတူပြောက်ွယ်သွားတော့တယ်။ဒီတော့မှတပြင်းချနိုင်ကြတော့တယ်။အဲ့ဒီချိန်ကစပြီးရင်းခွေရွှမ်းမှာတင်္ဂါသေးတွေမုတ်ဆိုးတွေမရှိတော့ဘဲ လေယာဉ်လုပ်ငန်းတွေပဲအသက်မွေးကြတော့တယ်။ပြိသက်များရှင်ဇလန်လေးကဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်ပေးခဲ့တဲ့ပြိသက်များအားလုံးကိုကျေးဇူးတင်ပါတယ်။